လူကာမိုဒရစ်တို့မဟုတ်ကွင်းလက်ပြင်းရဲ့နှုတ်ဆက်ခင်မင်္ဂလာပါပရိသတ်ဇီရိုရှင့်ရီယယ်မန်ဒရစ်တင်းကစပိန်လာလီဂါရဲ့နောက်ဆုံးပွဲစဉ်ဖြစ်ရီယယ်ဆိုစီတက်နဲ့ပွဲစဉ်ပြီးမှာတော့ရီယယ်မန်ဒရစ်တင်းရဲ့ကွင်းလက်ပြင်းကြီးဖြစ်တဲ့လူကာမိုဒရစ်ကအသင်းရနေအနာယူပြီးဖြစ်ကြောင်းတရားဝင်ကြေညာခဲ့ပြီပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာရီယယ်မန်ဒရစ်တင်းကရီယယ်ဆိုစီတက်တင်းကိုနှစ်ဂိုးကိုမရှိနဲ့အနိုင်ရခဲ့ပြီးရှာသည့်အပိတ်ပွဲစဉ်ကိုအနိုင်ရလနဲ့တင်းနိုင်ခဲ့တယ်လို့လူကာမိုဒရစ်ကလည်းသူ့ရဲ့ရီယယ်ကစားသမားဘဝနောက်ဆုံးအခိုက်အတန့်ကိုအနိုင်နဲ့ပိုင်းနိုင်ခဲ့ပါတယ် ရီယယ်မက်ဒရစ်သင်းနေနဲ့လာလီဂါရဲ့ဒုတိယနေရာမှာရှက်တည်နိုင်ခဲ့ပြီးနောက်ရသည့်အတွက်ကြိုတင်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။မိုရစ်ကရီယယ်မက်ဒရစ်သင်းအတွက်နှစ်ကာလများစွာပေးဆက်ကစားခဲ့ပြီးအနိုင်မဲ့အောင်မြင်မှုတွေကိုစုကူသိမ်းပိုင်နိုင်ခဲ့တဲ့ကနဝင်ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ရီယယ်မက်ဒရစ်သင်းရဲ့ကွင်းလယ်မှာအတိအကအသက်သွေးကြောတစ်ခုဖြစ်ပြီးကမ္ဘာထိပ်တန်းခြေစွမ်းတွေကိုပြသနိုင်ခဲ့တဲ့သူပါ သွေးပြင်းရဆက်တက်တဲ့ကစားသမားတယောက်ဖြစ်လေနာမည်ကျော်ကြားပြီးတော့ပွဲရဲ့အဖြစ်ကိုပြောင်းလဲပေးနိုင်တဲ့ဝိုင်းရင်ကစားသမားတယောက်လည်းဖြစ်ပါတယ်မိုးရဲကရီယယ်မက်ဒရစ်တင်းကိုမရောက်ရှိခင်စပါတင်းမှာကရင်ကအကောင်းဆုံးခြေစွမ်းနေတဲ့ဘောလုံးပါရမီထိုးထွန်းတဲ့သူတယောက်ပါရီယယ်မက်ဒရစ်တင်းကိုရောက်ရှိလာချိန်မှာတော့သူ့ရဲ့ကစားသမားဘွားကအခမ်းအနားဆုံးအချိန်ကာလတစ်ခုဖြစ်ခဲ့ပြီးကမ္ဘာအကောင်းဆုံးကွင်းလှည့်ကစားသမားတယောက်ဖြစ်စေခဲ့ပါတယ် ရီယယ်မက်ဒရစ်တင်ဆိုတာဘောလုံးပြိုင်သက်တွေတည်ကြတဲ့အချိန်ကင်ဆက်ဆန်းမှာကမ္ဘာကျော်ကစားသမားတွေနဲ့ဖွဲ့စည်းထားခဲ့တာဖြစ်ပြီးပြန်ဆိုင်မှုပြင်းထန်လွန်းလာပါတယ်။ကိုသမားကအစားရှီရန်နဲ့အရန်ကစားသမားနေရာထိစွမ်းဆောင်ရင်မြင့်ကစားသမားတွေနဲ့ပေါင်းဆက်ဖွဲ့စည်းထားတာဖြစ်ပြီးတော့တော်ယုံချေစွမ်းလောင်းနေဆိုရင်ရီယယ်မက်ဒရစ်တင်ကနေပြီးတော့လှည့်ပြန်သွားမှာပါ။ ဒီလိုသင်းမျိုးမှာမိုရီကအကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့ပြီးရီယယ်မက်ဒရစ်သင်းနဲ့အတူအောင်မြင်မှုတရဖူတွေဆောင်းနိုင်ခဲ့ပါတယ်။အယပူပူလူကောင်သေးသေးနဲ့ရီယယ်မက်ဒရစ်ရဲ့ကွင်းလယ်မှာမော်ဝင်နေတဲ့ခြေစွမ်းနေနဲ့အကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့ပြီးအသင်းရဲ့တိုက်စစ်ကိုစွန့်စွန့်တမန်နဲ့ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။2023ရာသီမှာရီယယ်မက်ဒရစ်ကိုစတင်ရောက်ရှိလာခဲ့ပြီးယနေ့ချိန်ထိစံချိန်တင်စုဖလားတွေကိုသိမ်းပိုင်နိုင်ခဲ့တဲ့သူပါ။ မိုးရဲကရီယယ်မက်ဒရစ်တင်နဲ့ဖြတ်သန်းခဲ့တဲ့ဆယ်စုနှစ်ကျော်ကာလမှာချန်ပီယံလိဖလား6ကြိမ်အထိရရှိထားနိုင်တဲ့ကန်နဝင်ကစားသမားတစ်ယောက်ဖြစ်လဲတမိုင်းတွင်နိုင်ခဲ့တယ်လို့ဘောလုံးတော်စုကလည်းတိမ့်ပါရရှိခဲ့တဲ့သူပါ2018မှာရီယယ်မက်ဒရစ်တင်တဲ့အတူချန်ပီယံလိဖလားကိုသိမ်းပိုင်နိုင်ခဲ့ပြီးခရိုအေးရှားတင်းကိုလည်းကမ္ဘာဖလားဖိုင်နယ်ရောက်အောင်လို့အဓိကစွမ်းဆောင်နိုင်ခဲ့ကကမ္ဘာအကောင်ဆုံးဘောလုံးသမားစုကိုထပ်တိုက်တက်တန်းနဲ့စုကူးထားခဲ့တာပဲဖြစ်ပါတယ်။ အသက်39နှစ်အရွယ်ခရိုအေးရှားသားကြီးကမြက်ကင်းစိမ်းနေပေါ်မှာအကောင်းဆုံးဆွမ်းဆောင်ရည်တွေနဲ့အမှုပညာမြောက်တဲ့ဖန်တီးမှုတွေကိုပရိသတ်တွေအတွက်ဖျော်ဖြေခဲ့ပြီးတဲ့နောက်မှာတော့ကစားသမားဘွားကအနားယူဖို့အဆုံးဖြတ်လိုက်တာပါရီယယ်မက်ဒရစ်သင်းပေါ်ရင်းနဲ့တူပရိသတ်တွေအားလည်းကွင်းလက်ပြင်ကြီးကိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပြီးမိုရစ်ပေါ်သူတို့ရဲ့လေးစားချစ်ခင်မှုတွေကိုဖော်ပြခဲ့ကြပါတယ်ဒီလိုနဲ့ကွင်းလက်ပြင်ကြီးကပရိသတ်တွေကိုနှုတ်ဆက်စကားတွေပြောကြားခဲ့ပြီးတော့သူချစ်တဲ့မြက်ကင်းစိမ်းတွေကိုကြောက်ခိုင်းခဲ့ပါတော့တယ်